ုပ်စုကလည်းနောက်ဆင့်တက်ဖို့အတွက်ရမတ်ကိုစီလိုအပ်နေတယ်ရီယယ်မက်တွေ7အဟီလဲ ားလုံးမင်္ဂလာဗျာ TDF Football YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုရွေးချယ်သုံးသပ်ပေးခြင်းနဲ့ပွဲကတော့ဒါ FIFA Club World Cup ဒါ Group Stage ပွဲစဉ်နေရဲ့ပွဲစဉ်တွေကမှဒါနောက်နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ဒါ Group HK ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ပထမဆုံးရွေးချယ်ပေးခြင်းနဲ့ပွဲကတော့ဒါဆဲဘတ်အသင်းနဲ့ Real Madrid အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျာဒီနှစ်သင်းကဆိုလို့ရှိရင်တော့သူတို့ဒီ Group 8မှာဆိုလို့ရှိရင် Real Madrid အသင်းက နှစ်ပွဲကစားတစ်ပွဲတည်ရေတစ်ပွဲနိုင် ရမှတ်၄မှတ်နဲ့ဂိုးကွာချချက်ရတာအုပ်စုထိပ်ဆုံးမှာရက်တည်နေလို့ဆဲဘက်အတင်းကလည်းတစ်ပွဲကစားနှစ်ပွဲကစားတစ်ပွဲတည်ရေတစ်ပွဲနိုင် ရမှတ်၄မှတ်နဲ့ဒါဂိုးကွာချချက်နဲ့အုပ်စုဒုတိယနေရာမှာရက်တည်နေတယ်လို့ပဲအဲလီတင်းကတော့နှစ်ပွဲကစားနှစ်ပွဲတည်ရေကြားထားတဲ့အတွက်ရမှတ်နှစ်မှတ်ရရှိထားတယ်လို့ပန်ချူကအတင်းကတော့ရမှတ်တစ်မှတ်မှမရရှိထားတဲ့အတွက်ဒါအုပ်စုတက်ဖို့အတွက်မျှော်လင့်ချက်မရှိတော့တဲ့အတင်းဖြစ်ပါတယ်ဗျာ ဒါရီအမရိတ်အသင်းရဲ့ဆဲဘက်အသင်းကတော့ဒါဒီနေ့မှာအနိုင်ရရှိတဲ့အသင်းကအုပ်စုဘိုးနဲ့နောက်တစ်ဆင့်တက်နိုင်မှာဖြစ်တယ်လို့တရေကြတကယ်လို့ရှုံးနေခဲ့တဲ့ရှုံးနေခဲ့တဲ့အသင်းကတော့ဒါအဲလီအသင်းကဒီနေ့ပန်ချူကာနဲ့တွေ့တဲ့တွေ့ထားတဲ့အတွက်အဲလီယာပွဲချောင်ပွဲချောင်နေတဲ့ပုံစံမျိုးဖြစ်ပြီးတကယ်လို့အဲလီဒါနိုင်ရခဲ့မယ်ဆိုလို့ရှိရင်ရီယယ်မက်ဒရစ်နဲ့ဆဲဘက်အသင်းတို့နှစ်သင်းတွေကရှုံးနေတဲ့အသင်းကဒါအောက်စုအဆင့်မှာပဲဒါကြံခဲ့ရမှာပဲဖြစ်ပါတယ်ဗျာ။ ကဲအဲ့တော့ကျွန်တော်တို့ real madrid အတင်းနဲ့ဆဲဘတ်အတင်းတို့ကကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံမှုဒါနှစ်ကြိမ်နှစ်ကြိမ်ရှိတာပြီးတော့ဒီတွေ့ဆုံလာတဲ့နှစ်ကြိမ်က2019 2019မှာတစ်ကြိမ်အဲဇန်နဝါရီ2023မှာတစ်ကြိမ်နှစ်ကြိမ်တွေ့ဆုံလာပါတယ်ဗျတွေ့ဆုံလာတဲ့နှစ်ကြိမ်မှာလည်းဒါ2019တုန်းက real madrid အတင်းက0-1 0-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်လို့ဒါ2023ခုနှစ်မှာတွေ့တုန်းကတော့ real madrid အတင်းကဒါ ဆဲဘက်အသင်းကို5-1ဆိုတဲ့ရလဒ်နဲ့ပြည့်ပြည့်တသားအနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျ။ဒါ Real Madrid အသင်းကတော့သူတို့အသင်းရဲ့ဒါအကောင်းဆုံးပုံစံကိုဒါမရရှိသေးဘူးဆိုပေမဲ့လည်းဒီမရမရရှိသေးဘူးဆိုပေမဲ့လည်းဒါပြီးခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်လည်းဒါသူပြိုင်ဘက်ကိုဒါအဲလီနဲ့ပွဲမှာလည်းအဲလီကိုဒါအဲလီနဲ့အကောင်းဆုံးရှင်မြန်ကစားပြီးတေးရလက်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တယ်လို့ဒါ အော်ဆူရဲ့အားအနေဆုံးဖြစ်တဲ့ပန်ချူကာနဲ့နေမှာလဲဒါရီယယ်မက်ဒရစ်အသင်းကတယောက်ယော့တယောက်အယော့နဲ့ကိုပွဲအစ9မိနစ်လောက်တည်းကတယောက်အယော့နဲ့ကိုဒါသူ3-1ဆိုတဲ့ရလနဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်ထားနိုင်အဝကျွန်တော်တွေ့ရပါတယ်ဗျ။အာဒါရီယယ်မက်ဒရစ်အသင်းမှာဒါနောက်တန်းကစားသမားတော်တော်များများဒါနိုင်ရရရှိနေသလိုဒါလူငယ်ကစားသမားအဆန်စီကိုလည်းဒါဟိုနေ့ကအနီတိုင်းရိုက်ညီကထိထားတဲ့အတွက်ဒါဒီပွဲမှာပါဝင်လာမှာမဟုတ်ပေမဲ့ဒါရူဒီကဒိုင်ယာပြဿနာကပြန်လဲတက်တာလာတာဟာဒါ အသင်းရဲ့နောက်တန်းကိုဒါအတော်လေးဒါအကျိုးသက်ရောက်မှုရှိမှာတော့ကျွန်တော်တို့သိကြပါပဲဗျ Real Madrid Real Madrid အသင်းကဒါသူတို့ရဲ့တိုက်ရှစ်ပိုင်းကတော့အမ်ဘာဘီမပေါဝင်လာနိုင်ပေမဲ့ဒါသူတို့ရဲ့လူငယ်ကစားသမားပေါ့နော်ဒါဂလော့ဇ်ရဲ့လက်ရှိကလပ်ဟော့ကပ်ပွဲမှာဒါနှစ်ပွဲလုံးပွဲထုတ်ခွင့်ရနေတဲ့ဂွန်ဇာလိုဂါစီယာကဂိုးမသွင်းနိုင်သေးပေမဲ့ဒါသူပြီးခဲ့တဲ့နှစ်ပွဲမှာ assistant assistant နှလုံး assistant တလုံးဂိုးဂိုးတကိုရအောင်ဆွမ်းဆောင်နိုင်တဲ့အတွက်ဒီနေ့ပွဲမှာလည်းဒါရီယယ်မက်ဒရစ်အသင်းရဲ့ဒါတိုက်ရှင်မြောက်မှာပေါ့နော်ဒီကွန်ဆာလိုဂါစီယာဆိုတဲ့လူငယ်လေးကတော့ပြန်လဲပါဝင်လာအောင်မှာပဲဖြစ်ပါတယ်ဗျ။အဲဆေးဘက်အသင်းကတော့ဒီကန်ခဲ့တဲ့နှစ်ပွဲလုံးမှာပေါ့နော်ဒါပြန်ဘက်ကိုထီထီရောက်ရောက်အသာစီးကစားနိုင်တဲ့ပုံစံမျိုးတိတ်မရှိရဘူးတော့ကျွန်တော်တို့တွေ့ရတယ်ဗျ။ဒါဆေးဘက်အသင်းနေကတော့ဒါဒီပွဲမှာလော်ရီယယ်မက်ဒရစ်ကိုလုံးဝအနိုင်ရအောင်ကန်နိုင်မှသာဒါသူနောက်ဆင့်တက်ဖို့အတွက်မျှော်လင့်ချက်ပိုပြီးအားကောင်းမှာ ဖြစ်ပေမဲ့ဒါ Real Madrid ကိုတော့သူ့အနေနဲ့အနိုင်ကံဖို့ဆိုတော့ဒါအရန်လွယ်ကူမဲ့အနေထားမျိုးတော့မဟုတ်ဘူးဗျဒီဒီပွဲရတာမနခင်စတဲ့ကြီးကစတဲ့ပေါက်ကြီးရဆိုရင်လေရီယယ်မက်ရီအသင်းကဆဲဘတ်အသင်းကိုလည်းနှလုံးသွင်းရင်နှလုံးသွင်းရင်80အနိုင်ပေါ့နော်ဂိုးပေါက်ကြီးက၄လုံးသွင်းရင်ပြား90အနိုင်လောက်ထိပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျရီယယ်မက်ရီအသင်းကရီယယ်မက်ရီအသင်းကဒါဒီညနေပြောင်းလဲသွားတဲ့ ပေါက်ကြီးတွေရလဲ river တင်က body ကြီးကနှလုံး90ပဲပေးထားပြီးတော့ဒါ goal ball ကြီးကတော့ကျွန်တော်၄လုံး90ပဲဖြစ်သွားတယ်ဗျဒါမနက်ခင်းစတဲ့ကြီးနဲ့ဒါညနေကြီးကတော့လုံးဝပြောင်းလဲမှုမရှိကြဘူးကျွန်တော်တွေ့ရပါတယ်ဗျ river အသေးအနေနဲ့ဒါဒီပွဲမှာဒီဒီပြိုင်ပွဲမှာသူတို့အောက်စုဘုံနဲ့နောက်တစ်ဆင့်ကိုတက်တက်မယ်ဆိုလို့ရှိရင်တော့သူဒီနောက်ခိုးဘက်ကတက်လာမယ်အောက်စုမှာလဲဒါ real madrid နဲ့ ပြီးဂျူဗင်နက်နဲ့ sorry ဂျူဗင်နက်နဲ့မန်စီးတီးတို့နှစ်သင်းတက်လာမှာဖြစ်တဲ့အတွက်ဒါဒီအုပ်စုမှာအုပ်စုပထမနဲ့တက်မယ်ဆိုရင်ဒါဟိုဘက်ကဂျူဗင်တက်တို့အုပ်စုကတက်လာမယ်အုပ်စုဒုတိယနဲ့တွေ့မှာဖြစ်တဲ့အတွက်ဒါရီယယ်မရစ်နေနဲ့ဒါနောက်အဆင့်ကိုချောင်းချောင်းလေးလေးနဲ့ချောင်းချောင်းလေးလေးသဘောမျိုးပေါ်လာနောက်အဆင့်ကိုနည်းနည်းဟိုဘက်တက်လာမယ်အုပ်စုကဒုတိယအသင်းနဲ့တွေ့တွေ့ရှိအောင်ဒါ ဒီဘက်ကိုအနိုင်ကံမယ်လို့တော့ကျွန်တော်အနေနဲ့ယုံကြည်ရပြဒါနှစ်ကိုပြတ်မပြတ်ကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါကူလို့ဆိုနှလုံးနှလုံး80အနိုင်ပေါက်ကြီးပြီးတာကတော့ Real Madrid နေနဲ့ဆဲပတ်လို့အသင်းကိုနှလုံး80ကြီးပြီးတာဟာဖြစ်တဲ့ပေါက်ကြီးသဘောမျိုးတော့ရှိတယ်ဗျ။ဒါပေမဲ့ကျွန်တော်ရှင်းသားရမှာကလေးလုံးသွင်းရင်လေးလုံးသွင်းရင်90နိုင်ပြီးထားတဲ့ဂိုးပေါင်းကြီးပဲဖြစ်ပါလေဗျ။ဘာလို့လဲဆိုတော့ဂိုးပေါင်းကြီးလေးလုံး90က ရှဲဘက်အတင်းရောရီမတ်ဒစ်အတင်းရောနှစ်တင်းလုံး900နိုင်တဲ့အနေအထားမျိုးရှိရတဲ့အတွက်ဒီ၄လုံး90နိုင်ဆိုတဲ့ကျင်းမျိုးကိုပေးထားတာဖြစ်ပါလေဗျဖြစ်နိုင်တာတော့ brother တို့ကဒါရီမတ်ဒစ်ကရီရှဲဘက်က9ရင်သွင်းမယ်ဆိုရင်တော့ဒါကျွန်တော်တို့9ပေါင်းကြီး၄လုံးကိုမျောလို့ရပြီမယ်ရီမတ်ဒစ်ကရီမတ်ဒစ်ကအရင်သွင်းမယ်ဆိုရင်ဒါ9ပေါင်းကြီး၄လုံးကဘလို့မှရောက်နိုင်တရားမရှိတဲ့အနေအထားမျိုးဗျဒါပေမဲ့၄လုံး 60ပေးထားတဲ့ဂိုးပေါင်းကြီးကကျွန်တော်အနေနဲ့ကတော့ဒါအန်ဒီရဲ့တအားများတဲ့ဂိုးပေါင်းကြီးဖြစ်တဲ့အတွက်ဒါ Real Madrid ကပန်ချူကာပန်ချူကာအသင်းကိုဒါတယောက်ယောနေတော့မှပဲ၃လုံးသွင်းနိုင်လို့ရှိရင်ဒါဆဲဘက်ကဆဲဘက်ကပန်ချူကာကို2-1နဲ့ကပ်ပြီးအနိုင်ရတာလာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ Real Madrid အနေနဲ့ဒီပွဲကိုအနည်းဆုံး2လုံးတော့ရအောင်သွင်းလိုက်မယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကျွန်တော်ဒီပွဲကိုတော့ Real Madrid နဲ့ဆဲဘက်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ကျွန်တော်ကကျွန်တော်ရွေးချယ်ပေးမှုကတော့ ရီယယ်မက်ဒရစ်ရဲ့နှလုံး90ပောက်တဲ့ဘော်ဒီကိုကြိုက်ပါလေဗျကျော်ရီယယ်မက်ဒရစ်နဲ့ဆဲဘတ်အသေးဒါမနေ့9ရက်ခွဲအချိန်မရှိမှကစားမယ်ရီယယ်မက်ဒရစ်အသင်းနဲ့ဆဲဘတ်အသင်းတို့ရဲ့ပွဲစဉ်ရဲ့ကျွန်တော်ရဲ့ရွေးချယ်ပေးမှုကတော့ဒါရီယယ်မက်ဒရစ်ဘော်ဒီဖြစ်ပါလေဗျဟုတ်ကျွန်တော်အဲ့တော့နောက်ပွဲလေးကိုတော်တော်လေးတွားလိုက်အောင်ဗျနောက်ပွဲကနားလေးပါဗျ နောက်ပွဲကကျွန်တော်ဒီ group H ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Ali Thin နဲ့ Panchu ကအသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားခြင်းပါလေဗျ။ဒါ Ali Thin ကဒါကလောလောဆယ်အုပ်စုတတိယနေရာမှာယက်တည်နေပေမဲ့ Ali ကဒီ Real Madrid အုပ်စုထိပ်ဆုံးမှာယက်တည်နေတဲ့ Real Madrid ကို share back ကိုဒါတည်ရကြအောင်ကန်ထားနိုင်တဲ့အသင်းဖြစ်ပါလေဗျ။ဒါ share back နဲ့နေတော့ဆိုတော့ဒါအခွင့်အရေးတွေရတယ် Real Madrid နဲ့နေတော့လည်းအခွင့်အရေးတွေရတယ် Real Madrid ကိုသမားကော်တိုရီကဒါအကောင်းကောင်းဝင်နိုင်ခဲ့လို့ဒါ အဲအလီအသင်းနေနဲ့ဒါဒီနှစ်သင်းကိုအနိုင်မရရှိတဲ့ပုံစံမျိုးဖြစ်ခဲ့တာပါဗျဒီနေ့ပွဲမှာလည်းအဲအလီနေနဲ့ဒါနောက်တစ်သင်းတက်ဖို့အတွက်ဒါအမှတ်ကတေချာပေါက်လိုအပ်နေရဖြစ်တဲ့အတွက်ဒါဘော်ဒီဂျေနားရပါဗျအဲလီကဘော်ဘော်ဒီဂျေကိုဒါမနခင်စတင်ကြီးမှာ1ပလက်30ပေးထားပြီးတော့ ဒါဂိုးပေါင်းကြီးက၃လုံးတည်ဖြစ်ဖြစ်တာပေးထားပါတယ်ဗျာဒါညနေပိုင်းပြောင်းလဲသွားတဲ့ကြေးမှာတော့ဒါအဲလီအဲလီကဘော်ရီကြီး၃လုံးတည်ဖြစ်သွားပြီးတော့ဂိုးပေါင်းကြီးက၃လုံးအနှုတ်90ဖြစ်သွားပါတယ်ဗျာဆိုတော့အဲလီကဒါတိုက်ရှစ်ပိုင်းတိုက်ရှစ်ပိုင်းကလည်းဒါတအားဂိုးတိတ်မရပြီမဲ့တအားဆိုးရတဲ့အနေထားမျိုးလည်းမဟုတ်ဘူးဗျာအဲပန်ချူကအတင်းကလည်း ဒါ Real Madrid အသင်းကိုလို့တော့ Real Madrid လို့အသင်းကိုတော့တကူပြန်သွင်းနိုင်ခဲ့တယ်ပြီးတော့ရင်သူ7ဘတ်လို့အသင်းကိုလည်းတကူသွင်းနိုင်တယ်နှစ်ပွဲမှာ2ဂိုးရထားတယ်ဗျာအဲ့ဒီအတွက်ဒီပွဲရဲ့ဂိုးပေါင်းပေါင်းကြီး3လုံး90 3လုံး90အရှုံးကတိတ်ပြီးတော့ဒါတန်ရက်ဖြစ်စီရတော့မရှိဘူးဗျာအဲ့လီနေနဲ့ဒီပွဲမှာပန်ချူကာကိုသူအနိုင်ရမှာနောက်တစ်ဆင့်ကိုတက်ဖို့တေးကြတာဖြစ်တဲ့အတွက်ဒါ ဝမ်းတလုံးသွေးရင်တရည်ကြီးပေါက်တဲ့ကျွန်တော် AL body ကိုညီကိုတွေအတွက်ရွေးပေးချင်ပါတယ်ဗျာ။ဘာလို့လဲဆိုတော့ကျွန်တော် AL ကဒါရှေးပွဲမှာနှစ်ပွဲဆက်တိုက်တည်ကြပြီးပါပြီ။ဒါနောက်ဆင့်တက်ဖို့အတွက်လည်းအမှတ်လိုတယ်။ပြီးတော့ဒီပွဲပဲဒီပွဲမှာသူ့အနေနဲ့ဒါဂိုးပို့သွင်းနိုင်မှလည်းပို့ပြီးအဆင်ပြေမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဒီပွဲကိုတလုံးသွေးရင်တရည်တလုံးသွေးတလုံးသွေးရင်တည်ကြပြီးတော့ဒါ AL နေနဲ့နှလုံးသွေးရင် အပြေစားရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကို Real Madrid နဲ့ Sevet Real Madrid နဲ့ Sevet Real Madrid ကိုတည်ရခံခံထိုင်ရတယ် Sevet ကိုတည်ရခံခံထားတယ် Ali အသင်းကိုကျွန်တော် Ali အသင်းရဲ့ body ကိုကျွန်တော်ရွေးပေးချင်ပါတယ်ဗျဟုတ်ကဲ့ညီကိုရင်းအနေနဲ့ကျွန်တော်နဲ့အကြိုက်ဒီမှာလိုက်ပြီးတော့ကစားပါဗျအကြိုက်မတူလို့ရှိရင်လွတ်လပ်စွာဘက်ကဆော်သားနိုင်ပါတယ်ညီကိုရင်းနဲ့ဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်တိုက်ရိုက်ဆော်ကစားဆော်ကစားကြည့်ရင်တော့ဒါ24နာရီငွေသူးငွေတို့အမခန့်ချက်အပြည့်ရှိတဲ့ UEFA မှာလာရောက်ဆော်ကစားလို့ရပါတယ်ဗျ ဒီကိုနေနေနဲ့ UFA ဘက်မှငွေသွေးအကောက်ဖွင့်ရုံနဲ့ကျွန်တော်ရဲ့ Telegram VIP Channel ကိုဒီကိုနေနဲ့2025 26ဘောလုံးရသည်တခုစား free join ဝင်ရမှာဖြစ်ပါလေဗျ။အဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နဲ့ကူညီပေးကြလို့ရပါလေဗျ။ဟုတ်ကဲ့အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာ။ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။